ထိုင်းနိုင်ငံတွင်အကြောင်းမျိုးမျိုးကြောင့်ပြည်တံကြခံရပြီးမြန်မာစစ်ကောင်မရှင်ထံလျှောက်ယောက်မှုမှာအခုနှစ်၁၇လအတွင်းမြန်မာလုံသားနှင့်ရှေ့ပြောင်းသူ1800ဝန်းကျင်ရှိလာနေပါတယ်။အခု2020ခုနှစ်ဇန်နဝါရီလမှနိုဝင်ဘာလဆန်းထိထိုင်းနိုင်ငံမှာပြည်တံကြခံပြီးတဲ့မြန်မာလုံသားနှင့်ရှေ့ပြောင်းသူအရေအတွက်1982ဦးတည်ရှိလာပြီးအမျိုးသမီး40ရာခိုင်နှုန်းနဲ့အမျိုးသား60ရာခိုင်နှုန်းတည်ဖြစ်တယ်လို့လူမှုမြမာကလေ့လာတွေ့ရှိထားရပါတယ်။ ိုင်းနိုင်ငံကိုတရားမဝင်ရှေ့ပြောင်းတောလာဖို့အတွက်မြန်မာနိုင်ငံသားတွေဟာထိုင်းလူပွဲစားတွေထံမြန်မာငွေကျပ်330ထားဘက်ဝင်2000ဝန်းကျင်ပေးခဲ့ကြရတယ်လို့ထိုင်းမြန်မာနယ်စပ်ရှေ့ပြောင်းလူသားရေးလှုံ့ဆော်သူတွေကပြောပါတယ်။အဲ့ဒီမြန်မာလူသားနဲ့ရှေ့ပြောင်းသူတွေကိုထိုင်းနိုင်ငံဆိုရမှတက်ဆိုင်ရာခရိုင်ကျင်းအောင်တွေအတွင်းပြည်တံကြခံစေပြီးလူရန်စိတ်သူတွေကိုတော့ထိုင်းနိုင်ငံကျွန်တော်မျိုးကနေမြန်မာနိုင်ငံကော့တောင်းမျိုးကိုရေလန်းကောင်းနေတဆင့်ပို့ဆောင်ခဲ့ပြီးစစ်ကောင်ရှေလောက်ခံဝန်တန်းတီရဲ့လက်ထက်ကိုလွှတ်ပြောင်းပေးခဲ့တာလို့ ကျွန်တော်လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မြန်မာပြည်တွင်းကိုပို့ခံရတဲ့မြန်မာနိုင်ငံသားတွေတဲကစစ်မှုထမ်းကျောင်းဝင်တဲ့လူငယ်တွေကိုဗိမ်းမြို့ရှိစစ်တနာကျောင်းတွေထံပို့ဆောင်ခြင်းခံခဲ့ရသလိုစစ်မှုမထမ်းကျေသူတွေကတော့စစ်ကောင်စီတပ်ထံငွေကျပ်330ကနေတရားကြပေးပြီးမိသားစုဝင်တွေကရွေးထုတ်ရတာရှိနေတယ်လို့ဗိမ်းမြို့ကန်တွေကဆိုပါတယ်။ထိုင်းနိုင်ငံဆိုရကနေဆက်ပြတ်ကျော်ကြားဖြတ်နေနေတဲ့စစ်စင်ရဲ့အကြောင်းပြပြီးပြီးခဲ့တဲ့2024ခုနှစ်မေလကနေ2025ခုနှစ်မတ်လအထိ ထိုင်းမြန်မာနယ်စပ်မဲဆောက်မဲလက်မဲ့ဖော့ဖရာနဲ့ကချောက်ပူရီစတဲ့မြို့နယ်တွေကနေနယ်စပ်လက်ကိုပိတ်ပြီးထိုင်းလူမှုကြီးကြပ်ရေးဖွဲ့နဲ့ထိုင်းတော်ဝင်နေကြဆောက်တပ်တွေဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာကြောင့်မြန်မာလုံသားနဲ့ရှေ့ပြားသူတသိန်းခွဲနီးပါးဖမ်းဆီးခံရမှုတွေရှိခဲ့ပါတယ်။